ဘုရားသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့မျှော်လင့်တော်အရာကိုမြတ်မောပြုခြင်း episode 3ပေါ့နော်ကျွန်တော်တို့ဒီကွာဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်ဆိုအာဗြဟံအကြောင်းကိုပဲဒီနေ့ကျွန်တော်တို့ဆက်ပြီးဆင်ခြင်ဖို့ဖြစ်ပါတယ်တကယ်တော့ဒီအာဗြဟံရဲ့အာအသက်တာထဲမှာယုံကြည်ခြင်းနဲ့သက်ဆိုင်ပြီးအများကြီးကျွန်တော်သင်ယူယူစရာတွေအများကြီးရှိပါတယ်ပေါ့နော်ဒါပေမဲ့လည်းဒီကျမ်းစာတအုပ်လုံးမှာဆိုလို့ရှိရင်လည်း ယုံကြည်ခြင်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကတအုပ်လုံးနှိပါးကိုရှိတာပေါ့နော်ယုံကြည်ခြင်းနဲ့မယုံကြည်ခြင်းပေါ့အဲဒီတွဲပြီးတော့မှကျွန်တော်တို့ဟိုသွားလို့ရတယ်ဆိုတော့ဒီဖះနဲ့ဖះရဲ့ဂတိတော်ကိုညှော်လင်းပြီးတော့မျက်မှောက်ပြုပြီးသွားတဲ့အသက်တာကတော့ဒါအာဗြဟံတကယ်ကျွန်တော်တို့ရဲ့ရှေ့အကြဆုံးအာကျွန်တော်တို့စံပြုရမယ်ကျွန်တော်တို့သူ့တက်တာတွေကကြည့်ပြီးတော့မှပုံသက်တည်ယူရမယ် သင်ခန်းစာယူစရာတွေလည်းရှိတာပေါ့နော်ဆိုတော့ဒီနေ့ကျွန်တော်တူတူကဆင်ကျင်တဲ့အထင်းမှာဒါလေးတွေတော့ပါမယ်သင်ခန်းစာယူစရာအကြောင်းလေးတွေလည်းရှိတယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့အာဗြဟံကခုနပြောလို့ဒီကဘာဦးကြံခိုင်းဆက်နှစ်မှာပြောတယ်ဘုရားသခင်သူ့ကိုဂတိပေးတဲ့အရာတွေကို तू အမြဲတမ်းဆွဲလဲမိအသက်ရှင်တယ်ဒါကျွန်တော်တို့ဒီမနေ့တော့ဆိုလို့ရှိရင်ဒါသူ့နာမကိုလေဘုရားသခင်ကကြီးမြတ်စေတဲ့သူဖြစ်တယ်သူ့အားဖြင့်လေကျန်တဲ့သူတွေက ကောင်းကြီးခံရတယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်အတူတူဆင်ခြင်ခဲ့ပြီးဖြစ်တယ်။အဲ့ဒါပြီးတော့အာဗြဟံကဒီဖျားပြိုးထားတဲ့စကားနှုတ်ကပတ်တော်နဲ့ဒီဖျားရဲ့ဂတိတော်သူဒီဆွဲလန်းပြီးတော့မှဒါမျော်လင့်နေမျက်မှောက်ပြုရသူဖြစ်တယ်ဆိုတော့ပြရတယ်။ပြီးတော့ဒါကြောင့်သူကဟိုပြီးတော့ဖျားစကားလို့ပြောတဲ့အခါမှာအချို့အရာတွေကသူ သူညံနဲ့လိုက်လို့မမီဘူးပြင်တဲ့သူဖះအောင်သူမီးတယ်ဆိုတော့တွေ့ရဒါဟိုကပောက်ချင်းခင်း75တဲ့မှာဒါဗျာဒခင်ကသူ့ကိုဗျာဒိတော်ထင်ရှားတယ်ဒါခုနမင်းကြီးအာလေးပါးကိုစစ်နိုင်ပြီးတော့မှလာပြီးတော့မှပြန်လာတဲ့အချိန်ပေါ့နော်ပြီးသွားတဲ့ကဏ္ဍပြီးသွားတဲ့အခါမှာဒါလေးကိုဆက်တွေ့ရတယ်ထို့နောက်မှာဗျာဒိတော်အားဖြင့်သာရဖျိုင်းနှုတ်ကပတ်တော်သည်အာပြန်သူရောက်၍အချင်းအပြင်းမစိုးရိမ်နဲ့ငါသည်တင်းဤအကွယ်ကဖြစ်၏ တင်းအကျိုးသည်အလွန်ကြီးလာ၏ဟုမိန့်တော်မူလေ။ဖရာသူချီးမြောက်ဖရာသူချီးကျူးတယ်။အရမေမင်းနောက်မှာငါရှိတယ်။ငါမျိုးကိုွဲကားထားတယ်။ဆိုတော့ခုနစစ်တိုက်တာလေတကယ်တော့ဖရာသခင်သူ့ကိုွဲကားပြီးမကောင်းကြီးပြီးတဲ့အတွက်သူစစ်နိုင်ရတာ။ဒါသူ့ပြန်ပြီး remind လုပ်တာလည်းပါတယ်။အဲ့ကမှာအရန်ကခုနပြောလို့သူ့ပေးထားတဲ့ကောင်းကြီးတွေထဲမှာတတိတော်တွေထဲမှာတခုလူနေဆိုတော့သူသိတယ် ဒါကြောင့်အဗရန်ဒီဖရားရဲ့စကားကိုအမြဲတမ်းမျှော်လင့်နေမျက်မှောက်ပြုနေတဲ့သူဖြစ်တယ်ဆိုတော့တွေ့ရတယ်။ပြီးတော့မှဖရားပြောထားတဲ့အရာတွေကမဖြစ်လာသေးဘူး။ဒါပေမဲ့သူအဲ့ဒါကိုမြင်အောင်ကြည့်တဲ့အခါမှာဒီတစ်ချက်ကိုတော့သူအော်တိတ်မြင်အောင်လို့မရအောင်ဖြစ်နေတယ်။ဒါကကနောက်ဆုံးတိတ်ကောင်ကလူမျိုးကြီးဖြစ်စီမယ်ဆိုတဲ့အရာပဲ။ဘာဖြစ်လို့လဲ။သူနဲ့ဆာရာနဲ့ယူလာတာ။နော်သူ့ရဲ့တက်တန်းကြာပြီ။ဆိုတော့အခုတည်းက ကလီမီဟောကလီမီယဟုဆိုတော့သူတို့မှလည်းအခုလောလောဆယ်ပိုင်ဆိုင်ထားတဲ့ຢာတွေအများကြီးဖြစ်နေပြီဆိုတော့ဒီຢာတွေကိုအမွေဆက်ခံဖို့အတွက်ကဘယ်သူဖြစ်မှာလဲဆိုတော့သူက complain တက်တယ်မီးကြည့်တာဘယောက်မီးကြည့်တဲ့သဘောဖြစ်တယ်ဆိုတာတွေ့ရတယ်ဆိုတော့အာဗြဟံရဲ့သဘောကတော့ဒီနေရာမှာတော်တော်လေးဟိုဖခင်ရဲ့အလိုတော်နဲ့အစနစ်တကျသွားတဲ့သူမျိုးဖြစ်တယ်ဆိုတာတွေ့ရတယ်သူသူ့လိုလိုက်ပြီးသူမသွားဘူး ဒါလေးကိုတော့ကျွန်တော်တို့အတုယူစီရကျွန်တော်ဗျာဒီဒီမှာပါပြီအဲ့ဒါကာရန်ကအရှင်သာရဗျာကျွန်တော်ဒီတားမရှိပဲသွားရပါ၏ဤဂျမသက်မြို့သားအီလီယာဇာသည်အကျွန်ုပ်အမွေခံဖြစ်ရပါ၏တို့ဖြစ်၍အဘေဂျေစုကိုပြုတော်မူပါမည်နည်းဟုရှောက်ဆို၏တဖန်အာဗရန်ကကျွန်ုပ်အားအမျိုးအနွေကိုပြီးတော်မမှုပါကျွန်ုပ်အိမ်၌ဖွာသောသူသည်ကျွန်ုပ်အမွေခံဖြစ်ရပါသည်တကားဟုရှောက်ဆို၏ ဆိုတော့မြေုံကလူမျိုးကြီးဖြစ်စီမေလို့ပြောတယ်ဖေယားဒါပေမဲ့စာရေကလည်းသူ့မိန်းမကလည်းဘာဖြစ်လဲဆိုလို့ရှိရင်မြုံနေဆိုတော့သူခလေးမရနိုင်အောင်ကြာပြီဆိုတော့ဒီသူတို့ပေါင်းလာလဲကြာပြီဆိုဖြစ်နိုင်ဆိုတော့သူအဲ့ဒါမှသူပြောပြတယ်ဆိုတော့ဒီအီလီယာစာကျွန်တော်အိမ်မှာမွေးဖွားပြီးကြီးလာတဲ့သူဟောသူကပဲဖြစ်မယ်ထင်တယ် တော့သူ့ပေးရမယ်ထင်တယ်။ဘာလို့လဲဆိုတော့ကိုရောကျွန်တော်ကို generation မပေးဘူးပေါ့နော်။ကိုရောကျွန်တော်ကိုအကလေးမွေးရတဲ့အခွင့်မပေးဘူးဆိုပြီးမှသူကပြောတယ်။တနည်းအားဖြင့်ဘာလဲပါလဲဆိုလို့ချင်းဒါဖယောင်းတီးခောက်ကြည့်တာ။မင်းဟောကလူမျိုးကြီးဖြစ်စီမင်းလို့ပြောတဲ့အခါမှာဖယောင်းကဘာလို့ဆိုလို့ချင်းတာလဲဆိုတော့သူဖယောင်းကိုပြန်မိကွန်းထုတ်တဲ့အနေအထားမျိုးတွေ့ရတယ်။ဒါကျွန်တော်တို့အသက်တာထဲမှာအာ တင်ယူရမယ့်အရာဖြစ်တယ်ဆိုတော့တွေ့ရတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဖခင်ကကျွန်တော်တို့ပြောတဲ့စကားဂတိတော်တွေရှိတယ်။ဖခင်ကကျွန်တော်တို့ပြောတဲ့စကားဂတိတော်တွေကိုကျွန်တော်တို့ကအချို့အရာတွေကိုကျွန်တော်တို့အလုံးစုံနားမလည်နိုင်တာလည်းဖြစ်နိုင်တယ်။အဲ့ဒီအခါမှာကျွန်တော်တို့ဘာပြန်လုပ်ရမလဲဆိုလို့ရှိရင်ပြန်မေးရရှင်းလင်းတဲ့အနေထားရောက်တဲ့အထိကျွန်တော်တို့က teacher focus ပြတ်တဲ့အထိဖခင်ကိုပြန်မေးရ ဘုရားသခင်ကကျွန်တော်တို့အရင်ရှင်းပြခြင်းတာဘုရားသခင်ကကျွန်တော်တို့အရင်ပြောပြခြင်းတယ်ဘာလို့လဲဆိုကျွန်တော်တို့ပုံမှာထားတဲ့သူ့ရဲ့အကျင့်စီသူ့ရဲ့ဂတိတော်သူဘာလုပ်ခြင်းလဲဆိုအရင်ပြောပြခြင်းတယ်ဆိုတာကိုတွေ့ရတယ်နော်ဒါကိုကျွန်တော်သတိထားရမယ်ဆိုတော့အဲ့မှာဘုရားသခင်သူ့အဘံကိုပြောပြတယ်ဒါငယ်လေးမှာနော်ကိုဘောက်ကျန်ခန်းကြီး15ငယ်လေးမှာတပန်တော်ဘုရားဤနှုတ်ကပတ်တော်လာသည်က ်ဤသူသည်တင်းအမွေရမဖြစ်ရခုနပြောနေတဲ့အီလီယာစာတင်းရဲ့အမွေရမဖြစ်ရတင်းဤကိုတွေကထွက်တော်သူဒီတင်းဤအမွေခံဖြစ်လိမ့်မည်ဟုမိန့်တော်မူပြီးလင်အဗရန်ကိုပြင်သို့ထုတ်ဆောင်တော်မူ၍မိုးကောင်းကင်ကိုမြှို့ကြည့်လော့ခြေများကိုရည်တွက်နိုင်လေရည်တွက်လော့တင်းဤအမျိုးຫນွေသည်ထိုသို့ဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏အဗရန်တိကျဘုရားသခင်အဗရန်ကိုပြကြခေါ်ပြီးတော့မှရှင်းပြတယ် ်ပြင်ထွက်လာခဲ့ဒါအာရန်တယောက်တည်းနော်ဆာရာမပွားဘူးဆာရာလည်းမရှိဘူးတဲ့ဆိုတော့အဲ့မှာပြင်ထွက်လာလို့မှမဟုတ်ဘူးမင်းရဲ့ကိုယ်လေးကထွက်တယ်ဆိုတော့တကယ်တော့မင်းသားမင်းရဲ့သားဖြစ်မယ်မင်းရဲ့သားကိုယ်တိုင်ကမင်းရဲ့အမွေခံဖြစ်ပြီးတော့မှမင်းရဲ့ generation အပြင်လူမျိုးကြီးဖြစ်စီမှာတော့ဒါကိုတစ်ချက်ပြောရဲပြီးတော့မင်းကအပြင်ထွက်ကောင်းကြီးကျယ်လေးကိုကြည့်အဲ့လိုများနေရမယ်ဆိုတော့မှဘုရားသူ့ကိုတေချာပြောပြတာ ဲ့ဒါငါရဲ့အကျင့်စီငါရဲ့ plan မင်းပုံမှာထားတဲ့နေရာဖြစ်တယ်ဆိုတော့ရှင်းပြတယ်ဒီမှာနှုတ်ကပတ်တော့တစ်ချက်ပါလာလဲဆိုလို့ရှိရင်အငယ်6မှာအရန်ဒီထာရော့ဖျားကိုယုံကြည်သည်ဖြစ်၍သူ၏ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏ဆိုတော့ဒါအရန်ကအဲ့လိုဘုရားပြောတဲ့အခါမှာသူနားမလည်ဘူးတကယ်တော့ မဖြစ်နိုင်ဘူးနားမလဲဘူးလို့သူထင်တယ်ပြီးတော့မှဒါပေမဲ့သူယုံတယ်อืมဟုတ်တယ်သူညှို့လင့်တယ်ငါငါ့ရဲ့ generation ကဒါလူမျိုးကြီးဖြစ်လာမယ်အပြီးတော့မှကောင်းကင်ကျေလူမျိုးများပြမယ်သူညှို့လင့်တယ်တအားသူမျက်မှောက်ဖြူတယ်မမြင်ရသေးဘူးတိမတ်တယ်ဆွဲလန်းတယ်ဒါသူရဲ့တက်တာအဲ့ဒါကြောင့်ဖေရကလည်းသူ့ကို သူယုံတဲ့အရာပေါ်မှာသူ့ကိုအတက်တာဖြောင့်မတ်တဲ့သူအဖြစ်ဘုရားခင်သတ်မှတ်ပေးတယ်ဆိုတော့တွေ့ရတယ်တဲ့ဒီနှုတ်ကပတ်တော်ကျွန်တော်တို့ဆင်ခြင်စေတယ် okay အဲ့ဒါပြီးသွားတဲ့အခါမှာခုနပြောသလိုစာရာနဲ့သူနဲ့ပေါင်းလာစာရာနဲ့သူနဲ့ပေါင်းလာတာနှစ်ကကြာပြီဆိုတော့ခလေးကမရဘူးဆိုတော့အဲ့မှာစာရာကသူ့တစ်ချက်တွေးလိုက်တယ် စာရဲပေါ့လေသူနာမည်အဲ့တော့စာရဲပေါ့ဆိုတော့ရှင်နေကျမပေါင်းလာတာကြာပြီရှင်နေတည်တဲ့အတိုင်းကျမမြုံတကယ်တော့အားနေချက်ကစာရဲစီမှာရှိတာကျမမြုံနေဒီတွေ့ကျမတို့အကုတုဘီဘုံကရလာတဲ့ကျုံမကျမရဲ့ကျုံမဟာရရှိတယ်သူစီကိုဝင်ပါဒါကြောင့်ဒီဇလန်တည်ထားပြီးသားပဲဝင်တဲ့အခါမှာဟိုဒါဆိုလို့ရှိရင်ဒီရလာတဲ့ကလေးကကျမတို့ရဲ့ ရှင့်ရဲ့ generation ဖြစ်မှာပေါ့ဆရာဒီလိုတွေ့မယ်အဲ့တော့ကတော့အာဆရာရဲ့အုပ်စုချင်းကိုဒီကျွန်မဝန်ခံနေတယ်ဆိုတော့ခလေးရလာလို့ရှိရင်လေဝန်ခံမယ်လို့သူတို့တွေးတယ်ဒါကငယ် oh sorry ခန်းကြီး16မှာဒါကိုတွေ့ရတယ်16နှစ်မှာဆရာကအကျွန်ုပ်အားတားဖွာရတော့ခွင့်ကိုထာဝရဘုရားပြီးတော်မူအကျွန်ုပ်ကျွန်မထာသူဝင်ပါတော့သူ့အားဖြင့်အကျွန်ုပ်ဒီတိဆောက်ချင်း ရှိကောင်းရှိပါလိမ့်မည်ဟုအဗရန်ကဆို၍အရန်သည်ဆာရဲဤစကားကိုနားထောင်တော့ဩနားထောင်လေ၏ဩဒီချင်းနေရဖယားကလုံးမဲ့အရာကိုဖယားပေးထားတဲ့ဂတိတော်ကိုလူရဲ့ညံကလိုက်မမီဘူး ဒါကြောင့်ဖះပြောလိုက်တဲ့အရာအလုံးချို့ဟာတွေကျွန်တော်နားမလည်လို့ရှိရင်ဘာပြန်လှုပ်တဲ့နေဆိုလို့ရှိရင်ရှင်းအောင်ဖះသခင်ကပြန်မီးရမယ်ဆိုတော့အရန်ယုံနေဆာရဲကတော့သိတယ်ဒါပေမဲ့ तू ကအဲ့ဒါဘလို့ဖြစ်လာမှလဲအသက်ကလည်းတဖြည်းဖြည်းကြီးလာပြီပူလာပြီဆိုတော့ပူပြီးတော့မဖြစ်နိုင်ဘူးပဲညားတယ် तू ဒီလိုတွေးမယ်တဲ့ဒါကြောင့် तू ကြုံမောက်ပြီးလိုက်တယ် ပြီးလိုက်တဲ့အခါမှာသူဟိုကျွန်မသူ့စကားကိုအမြဲတမ်းနားထောင်နေတော့ကလေးရလာလို့ရှင့်လေသူ့ရဲ့အောက်ဆိုဂျင်ဝန်ခံမယ်ဆိုတော့မှသူထင်နေတယ်နဲ့ဒါနဲ့သူ့အမျိုးသားနဲ့ပြီးအိတ်လိုက်တော့ကလေးရပါကလေးကိုဝန်စရပြီဆိုတော့နဲ့အိမ်မှာပြဿနာစတတ်တာပါအဲ့လူအကျင်တော့ကြောက်ရွံ့ကောင်းတယ်ဆိုတော့ဖျားရဲ့အကျင်စီကိုလူရဲ့ idea နဲ့အကောင့်ထဲပုံလို့မရဘူးဖျားရဲ့အကျင်စီကိုလူက လူရဲ့ဇာတိနဲ့လှုပ်ယူလို့မရဘူး။ဖခင်ရဲ့ဂတိတော်လူရဲ့အကြံဉာဏ်ဇာတိနဲ့ပုံဖော်ပြီးတော့မှလက်တွေ့လှုပ်ဆောင်ဖို့အတွက်အရန်ခက်တယ်။လုံးဝမဖြစ်နိုင်ဘူး။အကုန်ဆန့်ကျင်ဘက်တွေဖြစ်ကုန်တယ်။အဲဒါကြောက်ရရကောင်းပါ။အဲ့ဒါကတော့ကျွန်တော်တို့သင်ခန်းစာယူရမယ့်အရာဖြစ်တယ်ဆိုတော့တွေ့ရတယ်။ဆိုတော့ကျွန်တော်တို့သိပြီးသားကိုယ်ဝန်စရတာနဲ့ဟာဂရစပုံကန်တာ စကားနားမထောင်တော့ဆိုခလီလေမွေးလေမွေးရောတခါတည်းပုံကံပြီးသားလို့ဖြစ်လာတာဒါနဲ့သူတို့နှစ်ယောက်ကိုနှင်ထုတ်လိုက်တာပြီးတော့မှဖယားသခင်ကထပ်ပြီးတော့မှ remind ထပ်လုပ်ပြန်ဒါအကန်ကြီး၁ခုမှာဒါကိုတွေ့ရတယ်ဆိုငယ်တက်မှာပဲသူနော်အာဗြဟံဒီအသက် ကိုးနှစ်ရှိသောကထရဝဗျာတိအရန်ထင်ရှားတော်ငါသည်အနန္တတကူရှင်ဘုရားသခင်ဖြစ်၏ငါရှိမှသွားလာ၍စုံငင်ခြင်းရှိလောငါဤပဒိငင်ကိုတင်နှင့်ငါပြုမည်တင့်ကိုငါအလွန်များပြားစေမည်ဟုမိန့်တော်မူ၏ထပ်ပြောလာဘုရားသခင်ဒီမှာချိန်ဆိုတာမရှိဘူးဘုရားသခင်ကြိုက်တဲ့အချိန်မှာအကုန်လုံးလုပ်နိုင်တယ်ဒါပေမဲ့အဲ့ချိန်မှာအရန်ရဲ့အသက်က99နှစ်ဖြစ်နေပြီ ော့ဒီလိုဒီလိုတွေ့ရတာပေါ့ဆိုတော့အဲ့ဒီချိန်တော့အဲ့ဒီမှာလဲအရန်တယောက်သေးစီကိုပဲလာပြီးပြောတယ်ဆိုတာတွေ့ရတယ်ဒါကြောင့်နဲ့မင်းကလူမျိုးတွေရဲ့အဘဖြစ်မှာဖြစ်တယ်မင်းနာမည်အာဗြဟံမဟုတ်တော့နဲ့အာဗြဟံဆိုပြီးတော့မှနာမည်ပြောင်းပေးလိုက်တယ်လူမျိုးရဲ့အဘလူမျိုးတွေစုကြီးရဲ့လူမျိုးကြီးရဲ့အဘဖြစ်မှာဖြစ်တဲ့အတွက်မင်းနာမည်အာဗြဟံလို့ပြောင်းပါဆိုပြီးတော့မှပြောပြပြီးတော့မှ သူ့ကိုကွန်ဖာမလာလို့တာအဲ့လိုပြီးတော့မှတိတ်မကြဘူးဆိုသူတိတ်နားမလဲသူအဲ့ချိန်မှာအာရန်ဘက်ကစဉ်းစားတဲ့ခါကျတော့အရှိမလာရှိနေရမယ်နော်ကျွန်မရဲ့အဲဒါအရှိမလာရှိနော်ဒါဆိုလို့ရှိရင်အရှိမလာဖြစ်မယ်လို့သူပြီးအောင်တွေးမှာပေါ့နော်အဲ့လိုမျိုးသူပြီးအောင်တွေးလိမ့်မယ်ဆိုတော့ဖျက်ခင်တာကိုတီးတဲ့ခါမှာအဲ့လိုမဟုတ်ငွေ15ကိုယောက်လာတဲ့ခါမှာ တပံဘုရားသခင်ကသင်ဤမယားစာရဲကိုမူကားစာရဲဟုသောအမည်ဖြင့်မခေါ်ရစာရာဟုသောအမည်ဖြင့်ခေါ်ရ၏သူ့ကိုငါကောင်းကြည့်ပြီးသူ့အားဖြင့်လေသင်အားသားကိုပေးမိအကယ်စင်စစ်သူ့ကိုကောင်းကြည့်ပြီး၍သူသည်လူအမျိုးမျိုးဖြစ်လေမည်သူ၏အမျိုးအနွယ်၌လည်းအပြည့်ပြည့်သောရှင်ပြန်ဖြစ်ရကြလိမ့်မည်ဟုအာဗြဟံအားမိန့်တော်မူထို့ကအာဗြဟံသည်ပြတ်ဖို့လေ အသက်100ရှိသောသူသည်တားကိုရလိမ့်မည်လောအသက်90ရှိသောစာရာသည်တားကိုဖွားမြင်လိမ့်မည်လောဟုရေလျက်ဆိုသူကရေလျက်ဒါပေမဲ့သူကအပြစ်မှမထုတ်ပြဘူးစိတ်လုံးထဲမှာအောင့်မိပြီလျင်သူပါစကားထွက်လာလဲဆိုတော့ဣရှိမီလာသည်ရှေ့တော်၌အသက်ရှင်ပါစီသောဟုဘုရားသခင်ကိုရှောက်တော်အခါဆိုသူကသူထင်တာက ဆာရာတစ်သက်လုံးပေါင်းလာတာအခုအသက်90ရှိပြီကွယ်ဘယ်လိုလုပ်ဖြစ်လာတော့မှာလဲမဖြစ်နိုင်တော့အဲ့ဒါဒါမျိုးသူစိတ်ထဲမှာသူတွေးရအဲ့ဒါကြောင့် तू ကဘသူ့ကိုပဲပြန်တည်ပြီးလိုက်လဲဆိုတော့ဣရှိမီလာအသက်ရှင်ပါစီတော့ဆိုတော့အဲ့မှာဖျားသခင်ကိုဘုရားသခင်ပြောရင်းနဲ့မြန်မာဝါလာပေါ့လေအာဗရန်ဒီလိုမျိုးသူတွတ်တယ်ထင်တယ်တကယ်တော့ဘုရားမမအောင်ဖျားသခင်မှာအစီအစဉ်ရှိပြီးသားဖျားသခင်အကောင်းဆုံးလုပ်တယ်ဆိုတော့ အကတိတော်အကျင့်စီကရှိပြီးသားဆိုတော့ကျွန်တော်တို့နားလည်ရတယ်သိရတယ်ဒါအံ့ဩစရာကောင်းပါအဲ့တော့ဘုရားကဘာပြန်ပြောလဲဆိုတော့ဘုရားသခင်ကတင့်ဤမယာစရဲသည်တင့်အားသားကိုဖွားမြင်လိမ့်မည်ထိုသားကိုလည်းဤဇက်မည်ဖြင့်မှဲ့ရမည်သူ၌၎င်းသူနောက်မှသူ၏အမျိုးအနွယ်၌၎င်းငါဤပဒိန်ကိုသာဝရပဒိန်ဖြစ်စေမည် ဣရှိမီလာအမှု၌ကသင်ဤစကားကိုငါနားထောင်၏သူ့ကိုငါကောင်းချီးပေး၏သူ့အနွေကိုတူပွားစေ၍သူ့ကိုအလွန်များပြားစေတော်သူမင်းသား၁၂ပါးတို့၏အဘဖြစ်လိမ့်မည်ကြီးသောလူမျိုးဖြစ်စီခြင်းကလည်းငါပြုမည်သူတို့နောက်နှစ်ချင်းချက်တော့အချိန်တွင်စာရာသည်တင့်အားဖွာလက်တန့်သောတာဤဇ၌ငါဤပဒိန်ငင်ကိုငါတီးစီမည်ဟုမိန့်တော်မူပြီးလျှင် မိန်တော်မူတန်ငင်း၍ဘုရားသခင်သည်အရံထံမှတကြွတော်မူ၏ကြော့ဘာပြောလဲဆိုလို့ရှိရင်ဣရှိမေလကိုငါကောင်းကြီးပေးမှာပါအေဒါဘီမဲ့ဣရှိမေလကိုငါကောင်းကြီးပေးတဲ့အရာကဒီပိုင်းဒါပေမဲ့အခုနမင်းနဲ့ငါနဲ့ပဒိညင်ဖွဲ့တယ်မင်းအဖြစ်ကလူမျိုးကြီးဖြစ်စီမယ်ဆိုတဲ့ဥစ္စာကတော့ဒါဆာရာနဲ့ပဲဆိုင်တယ် ဒါကိုပြောပြတာမိငယ်ငယ်ကလေးကပေါင်းလာတယ်မိရဲ့တရဝင်ဇနီးမယားဇာရာနဲ့ပဲဆိုင်တယ်မင်းတို့လှုပ်ယူထားတဲ့မင်းတို့အကျင့်စီနဲ့သွားထားတဲ့အရှင်မီလာတော့မဟုတ်ဘူးဆိုတော့ဒီမှာသူပြပြတတ်တာပြောပြတယ်ဆိုတော့တွေ့ရတာဒါတကယ်အာကျွန်တော်အသက်တာထဲမှာသင်ယူရမယ့်အရာဒါကြောင့်ဒီနေရာမှာကျွန်တော်ဘာကိုဆင်ခြင်မိလဲဆိုလို့ရှိရင် ဖယားရဲ့နှုတ်ကပတ်တော်ဖယားရဲ့စကားကိုကျွန်တော်မျှော်လင့်မျက်မှောက်ပြုရမယ်။ဒါပေမဲ့အဲ့ဒီမျှော်လင့်ပြီးမျက်မှောက်ပြုနေတဲ့အရာကတခါလေကျွန်တော်နားမလည်နိုင်တဲ့အရာဖြစ်ကောင်းဖြစ်တဲ့။ဒါဆိုရင်ဖယားသခင်ကိုအဗရန်လိုပြန်မေးဖို့လိုတယ်။ပြန်မေးတော့မှဖယားသခင်ကကျွန်တော်တိကျတဲ့သူဖြစ်စီခြင်းနဲ့အရာကို तू ကကျွန်တော်ရှင်းပြပါလိမ့်။ဂျားထဲမှာ ဖယားကဖြစ်စီကျင်တာဒါမျိုးဖြစ်မယ်ဆိုပြီးတော့မှကိုယ့်ရဲ့ idea နဲ့ကိုယ်လှုပ်ချင်တာလှုပ်လိုက်လို့ရှင်တော့အဲ့ဒါလုံးဝမကောင်းဒီကိစ္စမှာဆိုလို့ရှင်ဆန့်ကျင်ပဲဖြစ်သွားတယ်ဆိုတော့တွေ့ရတယ်နောက်ပိုင်းဒါတကယ်ကပရန်သူတွေပါဖြစ်လာရတယ်ဆိုတဲ့အရာကိုကျွန်တော်တို့နားလေရတယ်တတိထားမယ်ဒါကိုတွေ့ရတယ်ဆိုတော့နောက်တစ်ချိန်ထက်လာတယ်ဒါတော့ရုံနဲ့ဂိုမောရာကိုဖြတ်စည်းမဲ့ချိန်မှာလေဝင်လာတယ် ဒါတော့လူ300ယောက်ဆိုပြောမှတွေ့ရတာငယ်ခန်းကြီး78မှာဒါတော့ဖျားသည် Manry the big donor မှာ Aran attend ရှာတော်မူသည့်အကြောင်းအရာကနေပူသောအချိန် Abraham ဒီတေးတကား one night ထိုင်ရက်မျောကြည့်၍မိမိရှေ့မှာလူ300ယောက်ရက်နေသည်ကိုမြင်တော့အခါလူ300ယောက်လို့ပြောတယ်ဒါပေမဲ့အဲ့ဒါဒါတော့ဖျားဖြစ်နေတယ်ဆိုတော့ဒါကတမဟောင်းမှာရှိတဲ့ခရစ်တော်ရဲ့လှုပ်ရှားမှုလို့ကျွန်တော်တို့သုံးသပ်လို့ရပါ ဘာလာလောက်တာလဲဆိုကျန်တဲ့ကောင်းကင်တမန်နေတဲ့တူတူတုံးကောမောရာကိုအာဒါဖြက်စီးဖို့အတွက်သွားတဲ့အချိန်ဖြစ်တယ်ဆိုတော့တွေ့ရတယ်အဲ့ဒီမှာလမ်းကြုံတခါတည်းဘာအကြောင်းပြောသွားလဲဆိုတော့တားရမယ်အကြောင်းပြောသွားတယ်ငွေကူးမှာ78ကပောက်ချန်ခန်း78ငွေကူးမှာပြီးတော့ကတိအိမယာဆရာဒီဘေးမှာရှိသည်နီးဟုမိလင်တဲတွင်းနဲ့ရှိပါသည်ဟုပြန်ပြောသူတို့တွင် တပားကလည်းဖွားကျင်စီတော့ကငါသည်တင့်စီလိုဆက်ဆက်ပြန်လာအောင်မည်ထိုအခါတင့်ဣမယာစရာသည်တားကိုရလိမ့်မည်ဟုပြောဆို၏ထိုသူဆိုတော့သူဤနောက်၌တကားဝနာမှာစရာရှိတော့ကြောင့်သူစကားကိုကြား၏ထိုအခါအာဗြဟံနှင့်စရာသည်အသက်၍ကြီးရင်လာပြီစရာသည်မိမတို့၌ဥဒုရောက်မည်ရှိသည့်အတိုင်းမရောက်ပြီထိုကြောင့်စရာကငါလဲဥပြီငါသခင်လဲဥပြီသူဖြစ်၍ ငါသည်ပျော်မွေ့ခြင်းရှိလိမ့်မည်လို့ဆိုလျက်တိတ်ဆိတ်စွာရေလေ။ဆိုသူစိတ်ကူးရင်တာဒါငငယ်တော့စိတ်ကူးရင်ခဲ့တဲ့အရာဖြစ်နိုင်တယ်။ဒါပေမဲ့သူ့စီမှာမဖြစ်လာဘူး။ဆိုတော့ဒီတခါကဆာရာကြားအောင်ကိုဖခင်သခင်ကလာပြောတာအရှိအခောက်တွေတုန်းကအာဗြဟံပဲကြားရတာဒီတခါဆာရာကိုယ်တိုင်ကြားရတာချစ်တယ်ဆိုတော့တွေ့ရတာ ဒါဆာရသူငယ်တော့ဒါလေးတွေသူစိတ်ကူးရင်ခဲ့တဲ့အရာလေးတွေဖြစ်နေတယ်။ဆိုတော့ဒါအခုချိန်မှဆိုလို့ရှင်ဘလို့ဖြစ်နိုင်ပါလဲ။ဒါကြောင့်ကျွန်တော်တို့ဒါကိုအမြဲတမ်းသတိထားရမယ်။ဖျားစီမှာဖျားသခင်မတက်နိုင်တဲ့အရာဘာတစ်ခုမှမရှိဘူး။ဖျားသခင်အကုန်လုံးလုပ်ပေးနိုင်တယ်။ကျွန်တော်တို့ဘက်ကဘာပဲဖြစ်ရမယ်ဆိုတော့ဖျားပြိုးတဲ့စကားဆိုလို့ရှင်ညှို့လိမ့်မြင့်မောက်ပြုံ ဆိုအရင်တော့ကပြောခဲ့ကပောက်ကျန်းခန်းကြီးစက်နှစ်တုန်းကပြောခဲ့တော့ကလည်း तू တိမှာပဲဒါပေမဲ့အဲ့ဒါမဟုတ်ဘူးအာဗြဟံကိုပြောတဲ့အခါမှာအာဗြဟံကလည်း तू ပြန်ပြောပြမှာပဲတဆင့်ပြန်ပြောပြတယ်လင်မယားတွေလေဟုတ်တယ်မလားတဆင့်ပြန်ပြောပြနိုင်တယ်အဲ့ဒါလည်း तू တိတ်ပြီးတော့မသိအခု तू နားနဲ့ဆက်ဆက်ကြားတာဆိုဒီလိုကြားလို့ရှိရင်မလုပ်ရမလဲကျွန်တော်တို့ယုံရမှာမျှော်လင့်ရမယ်ဩဟုတ်လားဆိုပြီးမှမျက်မှောက်ပြုရအောင် တော့အဲ့လိုပြောလို့မှသူရည်တဲ့အတွက်ဘုရားသူဆူရယ်ဆိုတာကိုလည်းတွေ့ရတီမီယာကအကယ်၍ငါသည်အူပြီးမှတားကိုဖွာလိမ့်မည်လို့ဆိုလျက်အဘေကြောင့်ရေတနီထာဝရဘုရားမတတ်နိုင်သောအမှုတစုံတစ်ခုရှိသလိုချိမ့်ချက်သောဖွာခြင်းရှိသောအခါတင့်စီသောငါပြန်လာ၍ဆာရာသည်တားကိုရလိမ့်မည်ဟုထာဝရဘုရားသည်အာဗြဟံအားမိန့်တော်မူ၏ဆာရာကလည်းကျမမရေပါဟုကြောက်၍ငင်းလေ မဟုတ်ဘူးသင်ရေပြီဟုမိန့်တော်မူ၏။ဒါဖျက်ခင်အမြင့်တော်သားမရှိဘူးစိတ်မတူလို့နော်။ဆိုတော့ဒီမှာစာရာကြောက်ပြီးတော့မှယင်မိတယ်ဆိုတော့သူကရီရီတယ်ပေါ့လေဒီဥစ္စာဒီဖြစ်ပြရကျွန်တော်တို့သိပြီးသားပါပဲ။ဆိုတော့ဒီခါလေးကျွန်တော်တို့ဖျားတကယ်လုံမဲ့အရာကျွန်တော်တို့ပြောတယ်အရေးအမကြားလာရတယ်ဆိုလို့ရှိရင်ဒီခါလေးရှင်ဒီခါလေးကြောက်လို့ရှင်ဒါကိုကျွန်တော်တို့ပြည့်ရင်မပြူမီဘူးလေတတိထားရမယ် ။ဘာပဲလုပ်ရမလဲ။မျော်လင့်မျော်မျက်မှောက်ပြုဖို့ပဲလိုတယ်။အာဒါဆိုလို့ရင် तू ကနာမည်လေးပြောင်းထားပြီးသားလူမျိုးတို့ရဲ့အမိဆိုတဲ့လူအမျိုးမျိုးဖြစ်စီနေတော့တကယ်တော့ဒါလူမျိုးတွေရဲ့အမိအမိဖြစ်မယ်ဆိုတဲ့ဥစ္စာကိုပြောခိုင်းတာဖြစ်တယ်ဆိုတာတွေ့ရတယ်။နော်။ဒါပြီးသွားတဲ့အခါမှာကျွန်တော်အလုံးသိတယ်အမိဒီ27ကိုရအောင်လာတဲ့အခါမှာဘာဖြစ်လာလဲဆိုလို့ရှိရင်ဆာရာကဒါ တားယောက်ျားကိုဖွားမြင်ပြီးတော့မှ Izet ဆိုတဲ့နာမည်ဒါဘုရားကိုယ်တိုင်ပြီးခဲ့တာနော် Izet ဆိုတဲ့နာမည်ကိုပြီးရမယ်ဆိုပြီးတော့မှပြောတယ်ဆိုတော့အဲ့ဒီလိုခလီမွေးလာတဲ့အခါမှာဒီမှာပြဿနာစတက်ပြီဘာဖြစ်လဲဆိုတော့ Izet လီမွေးလာတဲ့အခါမှာအေဂုတုအမျိုးသားဟာဂရတွင်အာဗြဟံရသောသားသည်ဆေးရည်သည်ကိုစာရာသိမြင်လင်ဤကျွမနှင့်သူဤသားကိုနှင်ထုတ်ပါလော့ဤကျွမဤသားသည်အကျွန်ုပ်ဤသားဤစနစ်တို့ အမွေမခင်ရဟုအဗရာဟံအားဆိုလေ။သူပဲဝင်ခိုင်းတာအေကိစ္စသူပဲစတာပြီးတော့အခုကိုကအရွယ်လေးရောက်လာတယ်။ဦးစားပေးခံရတာဣဇက်လည်းဖြစ်လာတယ်။တကယ်အမှန်ကန်အိမ်ရဲ့အရှင်သခင်လည်းဖြစ်သွားပြီသူက။ဣဇက်ကဆိုတော့သူ့ကိုတိတ်ပြီးတော့အရင်မလုပ်တော့တဲ့ပုံစံမျိုးဖြစ်မှာပေါ့။အဲ့ခါမှာ အဲ့ဒီခလေးကလည်းခလေးပြီပြီဆင်းမှာပေါ့ဒါမှမပါဘူးမနာလို့တော့ဒေါသထွက်စိတ်ဆိုးပြီးမှဆေးတဲ့အခါမှာဆာရာဘာလို့ခိုင်းလဲဆိုလို့ရှိရင်နှင်ထုတ်ခိုင်းတယ်ဆက်စားလို့ပြောတယ်နှင်ထုတ်ခိုင်းတယ်ဆိုတော့အော်ဘာပြောလဲဆိုတော့ဒါငွေစတင်အာရန်ဒီလည်းမိမိသားဖြစ်တော့ကြောင့်ထို့မှုအလွန်ခက်တည်ဟုထင်လေသူရရင်ဖျားသခင်ကထို့သူငယ်နဲ့ တင်ဤကြုံမကြောင့်ဤမှုခက်တည်ဟုမထင်နှင့်ဆာရာပြောလီရေရ၌သူဤစကားကိုနားထောင်လို့အကြောင်းမူကားဤဇက်၌သာတင်ဤအမျိုးတည်လိမ့်မည်ကြုံမဤသားသည်တင်ဤအမျိုးဖြစ်သောကြောင့်သူကိုလည်းလူမျိုးကြီးလူမျိုးဖြစ်စီမည်ဟုအာဗြဟံအနိမ့်တော်မူ၏ဆိုတော့ဒါခုနဤဇက်၌သာတင်ဤအမျိုးတည်လိမ့်မည်လို့ပြောတာဆိုဖျားလူမျိုးကြီးဖြစ်စီမည်ဆိုတော့ကပ္ပဟုကျမ်းခန်းကြီး၁၂မှာ ြောထားတဲ့အရာကဒါဣရှိမီလာမဟုတ်ဣဇက်ပဲဆိုပြီးမှဒီမှာပြောထားတယ်ဆိုတာတွေ့ရအရန်တို့ကသားပဲဟိုရွေလေးလေးရောက်လာပြီစကားတွေပဲပြောနေတဲ့ရွေချက်ဆရာလည်းကောင်းပါပါဆိုတော့မလုပ်ရလဲဆိုတော့နှင်းထုတ်ရတယ်လို့ပြောတာဆိုအဲ့မှာသူစားစရာလေးနဲ့ရည်လေးနဲ့ယူပြီးမှသူနှင်းထုတ်လိုက်ရတယ်ဆိုတော့တွေ့ရတယ်ဖျားရဲ့ဂတိတော်ဖျားသခင်အကျင့်စီကိုလူက ပုံဖို့ပြီးတော့မှလှုပ်ဆောင်တဲ့အခါမှာအဲ့ဒါပုံမကြတာတွေဖြစ်သွားပြီးတော့မှတောက်လျှောက်ပြဿနာတွေပဲဖြစ်လာတယ်ဆိုတော့တွေးရတယ်။ဖျားသခင်ပြောတဲ့အရာကိုကျွန်တော်တို့မျှော်လင့်ပြီးမြတ်မပြုရမယ်။ကျွန်တော်တို့နားမလည်လို့ရှိရင်လေဖျားကိုထက်ခါထက်ခါမီးပြီးတော့မှဖျားသခင်အရင်ပြောပြမှာ။အဲ့ခါမှာတလန်းချင်းကျွန်တော်တို့ဆက်သွားဖို့အတွက်လိုအပ်တယ်။အကယ်၍ကျွန်တော်တို့အဲ့ဒီလိုမလုပ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ညံမီလောက် လုပ်နေဆိုလို့ရှိရင်တော့ဒါကျွန်တော်အသက်တာထဲမှာတကယ်အနှောက်အယှက်ဖြစ်မိအရာတွေပဲအသက်တာထဲမှာဟိုပြဿနာဖြစ်စီမိအရာတွေပဲကြုံတွေ့ရဖို့ရှိတယ်ဆိုတော့ဒီနေ့နှုတ်ကပတ်တော်အပြင်ကျွန်တော်သင်ခန်းစာယူစရာအကြောင်းရောပြီးတော့မှအာနားလေပြီးတော့မှသင်ယူစရာအကြောင်းရောလူတွေဆိုတော့တွေ့ရပါတယ်အဲဒါကြောင့်မျှော်လင့်တော့ရအောင်မျက်မှောက်ပြုပါနားလေသည်ဖြစ်စေနားမလေသည်ဖြစ်စေညံမှီသည်ဖြစ်စေညံမမီသည်ဖြစ်စေ ျော်လေးနဲ့ရအောင်မျက်မှောက်ပြုပါမမြင်ရသေးဘူးတိမက်ပြီးဆွဲလန်းပါတော့ပြည့်ရည်ပြုခြင်းကိုလုံးဝမလုံးမိပါစေနဲ့ကိုနားမလည်ဘူးမြဲအချိန်တန်တဲ့ကောင်မှဘုရားသခင်ကအဲ့ဒီအရာတကယ်ဖြစ်လာတဲ့အခါမှာကျွန်တော်တကယ်ဝမ်းမြောက်စရာအကြောင်းဖြစ်တယ်ဆိုတော့အာဗြဟံလိုပဲဘုရားပြိုးသမျှကိုရှုံနေယုံကြည်ခြင်းအပြင်ကျွန်တော်တို့ကဘုရားရှိခိုးဖြောက်မှတ်တဲ့သူတွေဖြစ်လာဖို့အတွက်ဘုရားသခင်ကြံစီရှိတယ်ဆိုတဲ့အရာလေးနဲ့ဝေငှကြမှာအားလုံးပေါ်မှာဘုရားခင်တာယူကောင်းချီးပေးပါစေ